ပဲခူးတိုင်းတောင်ဝူမြို့နယ်မှာခပောင်းချောင်းရေရှင်လာတဲ့အတွက်ဒေသခံယာကြီးရွှေပြောင်းနေရတယ်လို့ကုညီကေစေးကြီးပြုလုပ်ပေးနေသူတွေစီကသိရပါဗျ။မိုးသေးထန်စွာရွာသွန်းတဲ့အတွက်ဆေးရည်လွတ်ပြီးချောင်းရေလေးရှင်လာတာကြောင့်ဇွန်လ20ရက်ဒီမနက်တနိုင်းမထိုးခင်ကလေးကရေတက်လာတာကြောင့်တောင်ကူကိစိတ်ကျွာသွန်းလန်းပြီးကဒေသခံတွေနေရရွှေပြောင်းနေရတာလို့ကုညီကေစေးကြီးလှုံ့ဆော်ပေးနေသူတဦးကပြောပါဗျ။ဟုတ်ကဲ့တယ်ရောရေရေကြီးတာပါဗျာ။ကုလို့ရေရတန်ချတဲ့ဆောက်တဲ့လေကြီးတော့ချနေပါပြီဗျ။အဲ့ဒီကတော့အန ော်စီးနေတာအဲ့ဒါလေးတော့ရှိပါလေဗျာရှစ်ကြောင်းရောက်တာလေကျွန်တော်တို့ဒီရှေ့ဝါစီပန်းနေကင်းစစ်ကိုသွားတဲ့လမ်းပြီးလျှောက်ပါရှိတယ်အနိုင်ပိုင်းတော်တွေကဘယ်လိုကြီးဆိုင်ရဆောင်တဲ့နေပါလေအဲ့ဒါလေးတော့ပါပဲညာကြီးပါအိုက်ကလေးတွေလူကြီးတွေတော့တိတ်တန်လေးတွေဆက်ရဆောင်တဲ့အဲ့ဒါလေးကြီးရှိတာပဲရှိကြရအဲ့ဒါပဲရှိတော့တာညာကြီးရှိတာပေါ့အဲ့တော့ပါပဲကိုတကောင်လို့အစည်းအဝေးတော့ပြလာမှာပါဗျာအဲ့တော့အရင်ကတော့သွင်းကြရတယ်ပေါ့ပေါ့ပေါ့ဒီလိုနောက်တစ်ပြေးများတိုက်တော့မတော်တော့ဘူးဗျာရေကြီးရေရှင်နာတွေဖြစ်လာလို့အနေပိုင်းကြီးရွာတွေမှာရေအမြင့်ပေ၃ပေကျော်လောက်အထိမြင့်တက်လာနေပြီး ကလင်းငယ်တွေနဲ့တက်ကြီးပိုင်းတွေကနီးစက်ရကုန်းမြေပိုင်းတွေဘက်ကို ပြောင်းရွှေ့နေရတယ်လို့ဆိုပါတယ်။လက်ရှိမှာအင်ဂျီ200ကနေ400ကြားရှိ ကင်းစိတ်ဇီးပင်သာ စင်စိတ်အုံးပင်စုရှားရကုန်းပုတ်စုကိုကိုပင်စုရွာကဒေသခံ900ဝန်းကျင်ရွှေ့ပြောင်းနေရတယ်လို့သိရပါတယ်။ရှင်ဝင်တဲ့ကြေးရွာတွေကဒေသခံတွေကိုလူမှုကူညီရေးအသင်းတွေနဲ့မိသက်တက်ဖွဲ့ဝင်တွေကနေရရွှေပြောင်းဖို့ကူညီဆောင်ရွက်ပေးနေကြတယ်လို့ဆိုပါရယ်။ပြီးခဲ့တဲ့နှစ်ကလည်းတောင်ကူမြို့နယ်မှာစစ်တောင်းမြေရေးတက်တဲ့အတွက် ရေးပေးသိမ့်မှု၄ကြိမ်ဖြစ်ခဲ့ပြီးဒေသခံပြည်သူတောင်းချီရေးပေးသိမ့်ခဲ့ရပါသေးတယ်။